အိမ်တွင်းလျှက်စစ်တွေ့တန်းတက်ဆင်ခြင်းတင်တန်းဖွင့်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကအလို့သပန်းကျော်ကြိုင်ဦးစည်းဌာနကျွမ်းကျင်မှု၄ကျင်းရေးတင်တန်းကြောင့်ပတ်သက်မှကျင်းပခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကကလေးလူသမားပပျော်ရေးဟာကမ္ဘာလုံးဆိုင်ရာပညာရေးကျန်းမာရေးလုံခြုံရေးတို့အတွက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါကြောင်း တိုင်းဒေသကြီးအတွင်းကလေးလူသမားပပျော်ရေးကော်မတီရှိရဖွဲ့စည်းပေးထားပြီးကလေးလူသမားပပျော်ရေးဆိုင်ရာလောက်ကိုင်းခွင့်လန်းဖန်တီးပေးရေးလုပ်ငန်းကော်မတီမှမိသားစုဝင်ငွေကောင်းမှုရေးနှင့်တင့်တော်ကောင်းမှုနှင့်လောက်ကိုင်းများရရှိစေရန်တံခွေးတင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပြီးတင်ကြားရေးအထောက်အပံ့ပစ္စည်းများအားလည်လည်ကြည့်ရှုဆက်စည်ခဲ့ပါသည် 89နှစ်မြောက်မြန်မာနိုင်ငံဘီးသက်တပ်ဖွဲ့နေအခမ်းအနားအားဒီကနေ့မွန်လဲပိုင်းကပသိမ်မြို့အေယာရွှေဝါခမ်းမမှာကျင်းပခဲ့ရာရှေးဥစွာမန္တလေးငရင်ကြီးကြောင့်အသက်ဆုံးရှုံးမှုများနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွေ့ဝန်ထမ်းချင်းအထိတ်မှတ်ဖြစ်တပ်မတင်ကြီးသက်ပြီးဦးညွတ်ကာရဝပြုခဲ့ကြပြီးနောက်တန်းထီသားကြီးဝန်ကြီးချုပ်က ခေဆက်ဆက်မှာမိသက်တက်ဖွဲ့အနေဖြင့်မင်းကြီးတက်ရေးနဲ့ရှားပွေကစေးလုပ်ငန်းများမှာနိုင်ငံတော်နဲ့တိုင်းသားပြည်သူလူထုအကျိုးအတွေ့အသက်ကိုပြဌာန်းမထားဘဲဆွံ့နှွံ့ဆွံ့ဆောင်းမှုများဖြင့်အကျိုးပြုနေသည်မှာလေးစားဂုဏ်ယူပွဲဖြစ်ပါကြောင်းပြောကြားပြီး89နှစ်မြောက်မြန်မာနိုင်ငံမိသက်တက်ဖွဲ့၏အထိတ်မှဗီဒီယိုကလစ်ပြသမှုကိုကြည့်ရှုအားပေးခဲ့ပါသည် အဲ့ဒီနော်ပြည်သူဝန်ထမ်းကောင်းတစ်စီရရှိတဲ့မိသက်တပ်ဖွဲ့ဝင်များကိုစားမိသက်တပ်ဖွဲ့ဝင်တို့အားကွန်ပျူတာမှတ်တမ်းလွှာကိုတန်းဒီသာကြီးဝန်ကြီးချုပ်ကလည်းကောင်း2024ခုနှစ်အတွင်းမိဘကြိုတင်ကာဝေးရေးအကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တဲ့ဇလွန်မြို့နယ်အားကွန်ပျူတာမှတ်တမ်းလွှာကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်ဦးစီးဘုံမှုချုပ်ကလည်းကောင်းဘဟုအဆင့်စံပြမိသက်စကန်တတိယစုရရှိတဲ့မအူပင်မြို့နယ်မိသက်စကန်အားလုံချုံရင်းနဲ့၄၀ရောင်ဝင်ကြီးကလည်းကောင်းစုများချင်းမြင်ခဲ့ကြပါသည် အဲ့ဒီနောက်ဒန်နီသားကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာကင်းချင်းပြတ်တာထားတဲ့ခင်ဗျမင်းကြီးတက်ရေးနဲ့ရှားပွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများအားလက်လေကျေးရှုခဲ့ကြကြောင်းသိရပါတယ်။ဒီသတင်းကိုပသိမ်သတင်းဌာနဝန်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။